လူဘဝဆိုတာအလွန်ရခဲ့ပါတယ်ဘုရားမြတ်စွာကဟောတယ်လူဘဝဆိုတာအလွန်ရခဲ့တယ်ဆိုတာမှန်လေဘလောက်ပဲလူကြီးတို့တို့ဒိဋ္ဌိဥယျာဉ်နဲ့နိုင်စာကြည့်မယ်ဆိုလို့ရှိရင်တိုင်းတာလို့မရလောက်မကွာချဘူးလားကွာချပါတယ်ဗျာကွာချတယ်ကိုယ့်အိမ်မှာရှိတဲ့ဒိဋ္ဌိဆံကလေးတွေနဲ့ဆိုပါစို့ ကောင်းသေးသေးလေးတွေကြည့်မယ်ဆိုရင်ပွဲစိတ်တွင်တွင်မှာရှိတဲ့ပွဲစိတ်ဥယေနဲ့လူဥယေနဲ့နှိုင်းစာကြည့်မယ်ပွဲစိတ်တွင်မှာရှိတဲ့ပွဲစိတ်အကောင်ဥယေဒီဒါတွင်နဲ့ပြောတာနော်မှန်ပါပါခဗာမှာရှိတဲ့လူဥယေတဲ့မများပေဘူးလားမှန်ပါပါအေးပညာရှိသူတော်ကောင်းတွေကတော့ လူလောကမှာတတ္တဝါတွေကမ္ဘာလောကကြီးမှာရှိတဲ့တတ္တဝါတွေဟာဘယ်မှာအနေများတယ်လဲလို့ဆိုရင်အပယ်လေးပုံမှာအနေများကြတယ်လူဘဝလာတဲ့ဆိုတာခဏလေးခဏလေးအလဲရောက်တယ်လို့ပဲเนาะခဏလေးလာတာဒါကြောင့်မို့လို့သတ္တရောအပါယတကဂေဟသရိတာတဲ့ ရှိကစကလုံးလေးတစ်ခုထည့်တယ်ပမတ္တသသနာမသတ္တာရောအပါယတကကေဟာတရိတာကုသိုလ်ကောင်းမှုမှာမိမိလျော့လျော့နေတဲ့ပုဂ္ဂိုလ်အဖို့အပင်လေးကောင်ဟာကိုယ်အိမ်နဲ့အလားတန်တူတယ်ကိုယ်အိမ်ဆိုတာပဲဘယ်နေရာပဲသွားလဲလဲပြန်ရင်ကိုယ်အိမ်ပြန်နေကြတာပဲမဟုတ်လားမှန်ပါဗျာဒီမြတ်စွာဘုရားကထို့ထို့တုတ်တန်နေမှာဟောထားတဲ့အထက်မှာလည်းရှိတယ် လူဘဝကသေသွားပြီးတော့လူပြန်ဖြစ်တဲ့လူအမတန်လဲပါတယ်တဲ့လူဘဝကသေပြီးတော့အထက်နတ်ပြည်တွေရောက်သွားတဲ့ပုံကိုလည်းအမတန်လဲပါတယ်တဲ့များတာကတော့လူဘဝကသေပြီးတော့အပယ်လေးပုံသွားတာတွေကများတယ်တဲ့ကဲအပယ်လေးပုံဆိုတာ သံမောင်းတစ်ထောင်ကျော်ရှိတဲ့လူတွေတတ်တတ်လွတ်စားတဲ့လူတွေအသာထားတနေ့သံမောင်းမြောင်များစွာသတ္တဝါတွေတတ်ပြီးတော့လူတွေအတွက်သေးနေကြတယ်ဟုတ်ကဲ့လားမှန်ပါဘူးအဲ့တော့တရိษံဥယျာဉ်တွေနဲ့ကြည့်မယ်ဆိုရင်တရိษံအမျိုးအစားကလည်းမရေမတွက်နိုင်အောင်များတယ်ပင်လယ်ထဲကရေသတ္တဝါပဲကြည့်လိုက်အောင်အများကြီးတရိษံတွေဆို လူတွေကမွေးလို့ရှိရင်တလောကဈာန်တွေတခုတည်းပါတယ်ခုနှစ်ပြူးမွေးတာရှိခုနှစ်ဘွားဒါအများဆုံးပဲဖြစ်မှာနော်လူတွေမြင်ရတဲ့ခွေးတွေတို့ဆိုလို့ရှိရင်မကအဟုတ်တည်းပို့တယ်ငားတွေဆိုကြည့်လိုက်ပဲဆိုရင်ငားတစ်ကောင်ထဲမှာရှိတဲ့ငားဥပေါင်းအများများစွာ အဲ့တော့ဓာရီနဲ့နှိုင်းရှင်ပြီးတော့ကြည်လိုက်မယ်ဆိုရင်မနုဿတ္တဘောဒုံလဘောဆိုတာမဟုတ်ပေဘူးလားမှန်ပါဟုတ်ပါတယ်နော်တထောင်မှတယောက်လူဖြစ်ဖို့ခဲမာတယ်တထောင်မှတယောက်လူဖြစ်ဖို့ခဲနေဒါတော့ခဲရင်လည်းလူပုံလူဘဝကြီးကိုကုသိုလ်ကောင်းမှုပြုပြီးတော့လာခြင်းလို့တော့မလာရဘူးဆိုလို့ရှိရင်တော့မကောင်းပါဘူးနော်မှန်ပါအေး မလာရဘူးဆိုပြီးတော့တားနေကြတယ်အဲ့ဒါလို့အတားခံရတဲ့ပုံကိုယ်တွေကလည်းအတိတ်ဘဝကပါဏတိပတ္တကံကြီးထွားတဲ့ပုံကိုယ်တွေပါဏတိပတ္တကံလုံးတဲ့ပုံကိုယ်တွေလို့ဒီလိုယူဆနိုင်တယ်ဟုတ်ကဲ့မှန်ပါပါလူဘဝလာခြင်းတို့ခေါင်းပြူလာတာတောင်မလာနဲ့ဆိုပြီးတော့အတားခံလဲတချို့နိုင်ငံတွေမှာဆိုလို့ရှိရင်တရားဝင်ဥပဒေနဲ့ပဲအဘောရှင်းလုပ်တယ်လို့ခေါ်တာ ဥပဒေနဲ့ခွင့်ပြုတာမော်ရှင်လုပ်တယ်ဆိုတော့အေးလူလောကလူဦးရေတွေများတယ်ဆိုပြီးတော့လူတွေကိုတားဆီးနေကြတဲ့လုပ်ရက်တစ်ခုကတော့မှားရနေပေါ့ကဲခွန်ကြီးတို့တွေကတော့ကံကောင်းလို့လူဘဝရောက်လာကြပြီလူဘဝရောက်ဖို့ဆိုတာအလွန်မတရားမှခင်းနေဆရာဝန်တယောက်ကပြောဘူးတယ်ဒီဟိုကျောင်းက ဒေါက်တာဝါလ်ပေါ်လာရာဟုလာဆိုတဲ့ဆရာတော်ကြီးရေးတဲ့ Hot the Buddha Talk ဆိုတဲ့စာအုပ်ရှိတယ်။ဘုရားမြတ်ဗုဒ္ဓရဲ့ဒေသနာလို့မြန်မာလိုလည်းပြန်ထားတာရှိတယ်။အဲ့ဒီ Hot Buddha Talk ထဲမှာလူသားတွေအကြောင်းမှရေးထားတာလူဘွားဟာအမတန်ရခဲ့တဲ့ဆိုတာရေးထားတယ်။ပမာမာတွေပြောကြတယ် ဇမပြေကအတ္တစင်လူပြေကအတ္တစင်လူပြေကအတ္တစင်ထောင်ထားဗမပြေကအတ္တစင်ချလိုက်အဲ့ဒီအပေါ်ကချလိုက်တဲ့အဖျားနဲ့လူပြေကထောင်ထားတဲ့အဖျားနှစ်ခုထိကောင်းထိလိမ့်မယ်လူပြေရောက်ဖို့ရအမတန်ခဲနေလို့ခဲနေတာတခုပြောပြခဲနေဆိုတာဖြစ်ကုန်လို့ဖြစ်နိုင်မှုလို့ဆိုတယ်နော် ။မြတ်စွာဘုရားပေးတဲ့ဥပမာတော့လူဘဝဘလောက်ရခဲ့တယ်ဆိုတာဘယ်ပုဂ္ဂိုလ်တွေအတွက်ပြောတာတော့လို့ဆိုရင်အပင်၄ဘုံရောက်သွားပြီးတဲ့တတ္တဝါတွေအတွက်လူဘုံကိုပြန်ဥလဲဖို့ဆိုတာအလွန်ခက်တယ်။အဲ့ဒါကိုဗာနဲ့ဥပမာပေးထားတော့ဆိုလက်ကမ်းကြီးတစ်ကောင်ရဲ့ဥပမာ။လေကန်းကြီးတကောင်ရဲ့ဥပမာလည်းပဲကြည်လေကန်းကြီးတကောင်ကပင်လယ်ထဲမှာကျဆင်းတာ အနှစ်တရာကြာမှပင်လေရေမျက်နှာပြင်ပေါ်မှာခေါင်းကလေးဖြူကြည့်ပြီးအသက်ရှူတယ်။အနှစ်တရာလုံးလုံးပင်လေရေမျက်နှာပေါ်မှာတက်မလာဘူးတဲ့။ပင်လေရေထဲမှာပဲရေနဲ့ပိုင်းထဲမှာပဲသူကလှဲ့လှဲ့ကျက်စားပြီးတော့နေတဲ့လေကြီး။အဲ့ဒီလေကြီးကမျက်စိနှကွင်းအလင်းမရလို့ကန်းနေတဲ့လေမို့လေကန်းနဲ့ဟောက်ကအဲ့ဒီပင်လေပြင်ထဲမှာ ထံပိုးရုံကြီးတစ်ခုကအပေါက်ကလေးတစ်ခုပဲပေါက်ပါတယ်အဲ့ဒီပင်လဲဆိုတာကအမြဲတမ်းလှုပ်ရှားနေငြိမ့်နေတာမဟုတ်ဘူးဗရရားလူတွေတော့ပင်လဲမြင်ဘူးတဲ့လူအကုန်မြင်ဘူးချင်မှမြင်ဖို့မှာနော်မြင်ဘူးပါဗျာဟိုးရန်ကုန်တို့အောက်ပိုင်းကလူတွေကတော့ပင်လဲမြင်ဘူးတဲ့ပင်လဲဆိုတာငြိမ့်သက်နေတဲ့နေရာမဟုတ်အမြဲတမ်းလှုပ်ရှားလှိုင်းကအမြဲတမ်းတိုက်ပြီးတော့နေတဲ့နေရာ အဲ့ဒီထံဘူတုံးကြီးရဲ့ပင်လေထဲမှာမျောပြီးတော့မျောရှင်ရမျောနေတဲ့ထံဘူတုံးကြီးရဲ့အပေါက်တစ်ပုတ်ခဲပါလက်ကန်းကြီးကလည်းသွားချင်ရသွားအနစ်တရာကြတဲ့အခါပင်လေရေမျက်နှာပေါ်တက်လာပြီးခေါင်းကလေးပြူလိုက်တယ် အဲ့ဒီပြူလိုက်တဲ့ခေါင်းလေးနဲ့ခொနကမျောခြင်းအမျောပြီးတော့လှိုင်းပုတ်ရမျောနေတဲ့ထပုံးလုံးကြီးအပေါက်နဲ့သွားဆွတ်မိတယ်ဆိုတာဖြစ်ကောင်းဖြစ်နိုင်သေးတယ်ဖြစ်နိုင်ပါမလားဖြစ်နိုင်ပါဘူးဖြစ်နိုင်ဘူးအဲ့ဒါကဖြစ်နိုင်သေးတယ်တဲ့အပင်လေးပုံရောက်သွားတဲ့တတ္တဝါတရား လူပြေပြန်ရောက်ဖို့ဆိုတာခဲနေတယ် ။ဘာကြောင့်လဲဆိုစဉ်းစားကြည့်ပေါ့။ကိုယ်မျက်စိအောက်မှာရှိတဲ့တရိတ်ဆန်လေးတွေပဲကြည့်။လူတွေနဲ့အနည်းဆန်ဆုံးဖြစ်တဲ့ကြောင်ကလေးတွေခွေကလေးတွေကြည့်ပေါ့။နေစင်နဲ့များသူတို့ဘာတွေတွေးနေကြလဲဘာတွေလုံနေကြလဲကြည့်နော်အစာဝရင်အိပ်မယ်အစာမဝရင်အစာရှာမယ်အစာရှာရင်တယောက်နဲ့တယောက်အနိုင်ကျင်းမယ် ကိုက်မယ်ရံဖြစ်မယ်ဟုတ်ကဲ့လားမှန်ပါအစာဝိုင်းအိမ်ဒါပဲမို့လားပြီးစိတ်တဲ့အချိန်ရှိရလားမရှိပါဘူးခရီးရှိခိုးတဲ့အချိန်ရှိရမရှိပါဘူးမရှိဘူးကိုရှိတဲ့အစာလေးတောင်တကောင်နဲ့တကောင်မျှစားကြတာမဟုတ်ဘူးကိုယ်ပြတ်တဲ့ရောက်လာတယ်မလားနဲ့ကြောင်ဝင်လေးတွေဆို အစာလေးတစ်ခုကြွက်ကလေးတစ်ကောင်ပစက်တဲ့ရောက်လာပြီဆိုရင်မန်ဖီးနေတာဘယ်သူမှမလာနဲ့လိုင်းတိုက်ခိုက်မှာပဲသူကဟုတ်ကဲ့အဲ့တော့သူတို့ရဲ့စိတ်နေသဘောထားလေးကြီးကြီးလိုက်မဲ့ဆိုလို့ရှိရင်အစာပေါ်မှာမမောနေတာကလောဘရထားတဲ့အစာကိုသူများနဲ့ ဆရာမလုံနိုင်မဲနဲ့မန်ဖီတာကမစ္စရိယမန်ဖီပြီးတော့ဒေါသနဲ့ဟိနေတာကဒေါသဟုတ်ကဲ့လားမန်ဖီပြီးတော့ယံလုံနေတာကဒေါသကြံတဲ့အချိန်တွေမှာမောဟတဲ့ကဲစဉ်းစားကြည့်မောဟရဲ့လောဘရဲ့ဒေါသရဲ့ဓာရီပဲလွှမ်းနေတာပဲသူတို့စိတ်ကုသိုလ်ပြုလို့တဲ့စိတ်ဆိုတာမျိုးမှာသူတို့မှအလွန်ရှားတယ်နော် ဒါတရိစ္ဆာန်ပုံကိုမြင်ရတဲ့အတွက်ဆံဒါလူနဲ့အနိစ္စဆုံးခွေးလေးတွေကြောင်းလေးတွေဆိုတာအနိစ္စဆုံးပြောလူနဲ့အလွန်ဝေးတဲ့အကောင်တွေဆိုလို့ရှိရင်တရိစ္ဆာန်ဆိုတာတွေကအညမညခါရိကဒုဗလခါရိက ဘောဓုဒ္ဓအနေနဲ့ Discovery Channel မှာရှိတဲ့ Safari ဆိုတဲ့အာဖရိကတော်ရိုင်းကတရိษံတွေအကြောင်းရိုက်ထားတာကြည့်ကြည့်အလွန်တန်ဝေကရဆရာကောင်းတယ်နော်အဲ့ဒီမှာမြတ်စွာဘုရားကတရိษံဘဝကိုစကလုံးလေးနှလုံးနဲ့ဟောတာအညမညခါရိကတဲ့တကောင်းတကောင်းသတ်စားတဲ့ဘဝ ဂျုပလခါရီကအားနေတဲ့အကောင်ကိုအားကြီးတဲ့အကောင်ကသတ်စားနေတယ်ဘုရားဆိုတာတကယ်ဟုတ်တာတကယ်ဟုတ်တာအဲ့ဒီလိုသတ္တဝါတွေဟာတကောင်းတကောင်းသတ်စားတယ်အားရှိတဲ့အကောင်ကအားနေတဲ့အကောင်ကိုအနိုင်ကျင့်ပြီးတော့သတ်စားတယ်ကြည်တိရိစ္ဆာန်လေးတွေဆိုလို့ရှိရင်သမင်လေးတွေကျွဲလေးတွေကြားပါဇက်ရှင်စိပါဇက်မှာသူတို့အသက်ပြောက်သွားတယ် ဘုန်းကြီးတို့ဒီကနေ့ညနေတယ်မဲ့စကိုင်းကနေမရေယာလာတဲ့အခါမှာလမ်းမှာစိတ်နှကောင်ကိုကျိုးနဲ့တုပ်ပြီးတော့မော်တော်ဆိုင်ကယ်ပေါ်တင်သွားတော့မြင်တယ်။ကျက်တီဆိုတာတော့မပြောနဲ့တော့ခဏခဏတွေ့တယ်တလန်းလုံးအဲ့ဒါကျက်ကိုနောက်ကနေဆောက်ထိုးကျိုးနဲ့ချီပြီးဆောက်ထိုးဆွဲပြီးတော့မော်တော်ဆိုင်ကယ်နဲ့စီးသွားတာတွေတွေ့လိုက်တယ်။ကဲသူတို့ကစဉ်းစားကြည့်စမ်း အဲ့တော့ဒါတရိษံဘဝရဲ့ဒုက္ခလေးတစ်ခုတည်းမဲ့အမတန်ကြီးမားတယ်တဲ့ဒါတော့ကြီးမားတဲ့ဘဝအဲ့ဒီဘဝမှာရောက်နေတဲ့တရိษံတွေကအဲ့ဒီလိုညှဉ်းပန်းခံနေရတဲ့အချိန်မှာဘလောက်စိတ်ဆင်းရဲပြီးတော့ဘလောက်တောကတွေဒေါသတွေဖြစ်နေကြမလဲဆိုတာစဉ်းစားကြည့်။တည်တော့ဒီစိတ်နဲ့တည်ရပါဆိုပြန်လာလို့ရပါဦးမလား။ပြန်ရပါဦးဗျာ။အေး ရေပုံရစကားပြောမယ်ဆိုရင်လောဘနဲ့တည်ရင်ပြိတ္တာဖြစ်တယ်ဒါလူတွေကိုပြောတာနော်လောဘလွှမ်းနေတဲ့အချိန်တည်လို့ရှင်ပြိတ္တာဖြစ်တယ်တဲ့ဒေါသလွှမ်းမိုးနေတဲ့အချိန်တည်လို့ရှင်ငရဲချတယ်တဲ့မောဟတွေလွှမ်းမိုးနေတဲ့အချိန်တည်လိုက်လို့ရှင်ဒိဋ္ဌံဖြစ်တယ်ဒါရေပုံရစကားကိုပြောတာပါနော်ဒီလောဘဒေါသမောဟဆိုတဲ့ဒီတရားတွေလွှမ်းနေတဲ့အချိန်လေးမှာသိလိုက်လို့ရှိရင်ကောင်းအတုကတိတော့ဘယ်နည်းနဲ့မှမရောက်နိုင်ဘူး။ ်စိတ်ကမဲညစ်နေတဲ့အချိန်ပေါ့နော်အေးလူဘဝပဲပြန်ကြည့်လိုက်အောင်ဒီလိုတရိစ္ဆာန်ဘဝတွေနဲ့နှိုင်းရှင်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်လူဘဝကဆင်းရဲဒုက္ခတွေအများကြီးတက်တာသေးတယ်ပေါ့ အဲ့တော့သူတို့ဘဝနဲ့နှိုင်းရှင်ရှိမယ်ဆိုလို့ရှင်လူဘဝသည်မနုတ္တတဘာဝတုံးလို့အလွန်ရခဲ့တဲ့ဘဝတစ်ခုဆိုတာကိုယ်ဘဝလေးကိုတံပိုးထတတ်ဖို့လိုတယ်အကယ်၍ကာမဂုဏ်အာယုန်ဒီပေါ်မှာပျော်လို့ပါလို့လောဘနဲ့အချိန်ကုန်မဲ့ဒေါသနဲ့အချိန်ကုန်မဲ့ဘာမှလှုပ်တဲ့မလှုပ်တဲ့ဆိုတာတွေမသိပဲနဲ့ တွေ့เสียอาโยนเนี่ยပြောနေတယ်โมหะเนี่ยအချိန်ကုန်မဲ့ဆိုလို့ရှိရင်ခုနကတရိษ္ဆန်ဘဝเนี่ยဘာမှသိပြီးกว่าช้ามาမဟုတ်တော့ဘူးเนาะဒါကြောင့်မို့လူဘဝရလာတဲ့အခါမှာလူဖြစ်ကျိုးနှပ်ပါစေတဲ့လူဘဝလူဖြစ်ကျိုးနှပ်ဖို့မတန်မှအရေးကြီးကဲလူဘဝရလာတယ်ဆိုတော့ဘယ်ပုံရလာတော့ဘယ်ပုံရလာတာတော့လို့ကြည့်လို့ရှိရင် လူဖြစ်ပုံလူဖြစ်နည်းကိုမြတ်စွာဘုရားကတန်ရုပ်ပါဠိတော်မှာဟောထားတာရှိတယ်။အိန္ဒကလို့အမည်ရတဲ့ဘလူကြီးတစ်ကောင်ကနေပြီးတော့အတိတ်ဘဝကဝိညာဉ်ကလေးကဝင်စားပြီးလူဖြစ်လာတဲ့ဆိုတဲ့အယူအဆတတဝါဆိုတာဘယ်လိုဖြစ်လာတယ်လဲလူဆိုတာဘယ်လိုဖြစ်လာတယ်လဲဆိုတဲ့အယူအဆတရားကိုမြတ်စွာဘုရားက ထာဝရခိုင်မြဲတဲ့ဝိညာဉ်ကောင်းဆိုတာမရှိဘူးအတိတ်ဘဝကသုတေစိတ်ချက်သွားတာနဲ့တပြိုင်နက်ကံကြောင်းမို့လို့ပရိသေစိတ်ပေါ်လာတာပရိသေစိတ်ပေါ်လာပြီးတဲ့နောက်မှာယုတ်တိဏ္ဍီအတူတူဖြစ်လာတဲ့အခြေခံယုတ်နဲ့အခြေခံနံကိုအကြောင်းပြုပြီးတော့တဖြည်းဖြည်းတိုးပွားလာတယ်လို့ရသော်ဗျာကအဲ့ဒီတုတ်တံမှာပထမံကလလဟောတိ ကလလဟောတိအဘုဒ္ဒဆိုတာအားလုံးကြားဟုတ်တယ်ကလလရေကြီးဆိုတာမိခင်ဝမ်းနဲ့ပါနော်ဟုတ်ပါပါဒါလူသားတွေရဲ့ရေကုန်ရကိုပြောတာမိခင်ဝမ်းကမွေးဖွားလာတဲ့လူသားတွေရဲ့ဘဝအစဒီဘဝအစကလလရေကြီးမှာတရေတီးလာအဲ့တော့ကလလရေကြီးဆိုတာဘာနဲ့တိဆောက်ထားတာတော့လို့ပြောမယ်ဆိုလို့ရှိရင်ဟုတ်လား span လို့ over လို့ခေါ်တယ် မိဘနှစ်ပါးရဲ့တုပ်သွေးနဲ့ပေါင်းဆက်သွားတဲ့အခါကျတော့အဲ့ဒါလေးကကလလရည်ကြီးဖြစ်ဖြစ်လူရဲ့တရေတီးရဆိုတော့မျိုးစေ့လေးတစ်ခုဆိုလို့ရှိရင်မြေနဲ့ရေနဲ့ပေါင်းဆက်ထားတဲ့အပေါ်မှာပေါက်လို့ရတယ်အေးဘဝတန်တရားမှာလဲကျင်လီးနေကြတဲ့တတ္တဝါတွေလူဖြစ်တော့မယ်ဆိုလို့ရှိရင်အဲ့ဒီ span ဆိုတာရဲ့ over ဆိုတာရဲ့နှစ်ခုပေါင်းလိုက်ခုခေတ်သိပ္ပံကတော့ medical science ကဘယ်လိုပြောတော့ဆိုလို့ရှိရင် စပန်လို့ဆိုတဲ့ဟာတွေကသူတို့ကတော့သက်ရှိတတ္တဝါပုံစံမျိုးပြောတယ်ပေါ့ပြေးပြီးတော့ဝင်ရတယ်တဲ့တန်ပေါင်းများစွာအဲ့ဒီထဲကတစ်ကောင်နှစ်ကောင်ပဲအသက်ရှင်တယ်လို့သူတို့ပြောဒီသူတို့ကတော့ပိုးလို့ပြောတယ်ပေါ့နော်ဖခင်ရဲ့သုတ်ပိုးလေးတွေကတရီတရမဲ့အချိန်ကိုသူတို့အလူရဲ့အဲ့ဒီထဲမှာပြေးဝင်ရတယ် အဲ့တော့ဗုဒ္ဓမြတ်စွာရဲ့ဒေသနာတော်ကတော့အဲ့လိုမဟုတ်ဘူးမိဘရဲ့ span နဲ့ oven နှစ်ခုတွဲသွားတာလေးကဒါညီသဘောလေးဖြစ်လာတယ်အဲ့ဒီပေါ်မှာအတိတ်ဘဝကသုတေစိတ်ကြလာလို့ကံပြစ်ချတဲ့ကံတပ်ပလို့ခေါ်ရပေါ့လေ တရေယူတော့မဲ့တရေယူတော့မဲ့ပုဂ္ဂိုလ်ဆိုတာဘယ်အပုဂ္ဂိုလ်လဲလို့ဆိုရင်ခုဘွားကသုတိစိတ်ကြတဲ့ပုဂ္ဂိုလ်တဘွားကွာမှာသုတိစိတ်ကြဘာဖြစ်လို့လဲဆိုရင်စက္ကန့်အတွင်းမှာတန်မောများစွာသောတတ္တဝါတွေသိနေတာအဲ့တော့ဗာနဲ့ဥပမာတူတော့ဆိုလို့ရှိရင်ကောင်းငင်ကမိုးပေါက်တွေကျနေတယ်လို့ပဲသိနေတဲ့တတ္တဝါတွေရဲ့တတ္တဝါတွေကဖြစ်ဖို့ရအစင်းသင်းဖြစ်နေကြတာเนาะသိလိုက်တာနဲ့တကြိမ်နဲ့တောက်လျှောက်ဖြစ်မှာ ဝิญဉ္စိတ်လေးတွေနေနဲ့ဒါမြန်လာကြီးလားလို့မအောင်မိနဲ့ရန်ကုန်ကနေပြီးတော့တယ်လီဗီရှင်းလွှင့်တာဗရရာကနေဖိုင်ချက်ချင်းရတယ်မဟုတ်လားအေးအဲ့ဒီပုံစံပဲဘယ်ဘဝကသေးလာလားဘယ်ဘဝကသေးသေးကံရဲ့စွမ်းအားကြောင့်ခုနကပြောတဲ့ကလလဆိုတဲ့အထဲမှာလာပြီးတော့တတိခါကြမှာပဲအကုန်လုံးဒုမုတ်တူရောက်လာပါပဲเนาะ အဲ့ဒီအခြေအနေလေးကစတယ်လို့ဒီလိုပြောတာအဲ့ဒီအခြေအနေလေးကစတယ်အဲ့ဒီမှာ American Science ဆိုလို့ရှိရင်သံမောများစွာသောတုပ်ပိုးတွေကထဲကတကောင်မဲအောင်နဲ့ဂျာနဲ့ကောင်တွေတည်သွားတယ်ဆိုတာကိုကြည့်ပြီးတော့ဆရာဝန်တယောက်ကခေါင်းကြီးကိုရှာဖူးတယ်လူကွာရခဲ့တဲ့ဆိုတာသူလက်ခံပါတယ်တဲ့ဘာဖြစ်လို့တော့ဆိုရင်သူကဒါလေးတွေကိုတတ်တော်လို့ယူဆပြီးတော့သူတို့ ဆေးပညာအယူဆရပါဘူးတတ္တဝါတွေတဲ့အဲ့ဒီမှာဒီတုပ်ပိုးလေးတွေအများကြီးတဲ့ကတကောင်ပဲဒီလူဖြစ်လာတယ်ပေါ့ကျန်တာတွေအကုန်သေသွားတယ်ပေါ့ဒါကြောင့်မလို့ तू ကလူဝါရခဲ့တယ်ဆိုတာ तू ကလက်ခံပါတယ်လို့တခါပြောဘူးတယ်အဲ့လိုသို့တော့အဲ့ဒီကလလဆိုတဲ့အထက်မှာတတ္တဝါတွေအများကြီးစုပြုံရောက်တယ်လို့ဒီလိုတော့စာထဲမှာမပါဘူးပေါ့နော် သို့သောတရေခနိုင်တဲ့အနေအထားမျိုးလေးတွေရှိတယ်။ကြည်လေမိုးပေါက်ကလေးတွေကကြလာတာ။သူကြချင်တဲ့နေရာမှာကြမှာ။တချို့မိုးပေါက်ကသွတ်ပေါ်ကြတယ်။တချို့မိုးပေါက်ကတက်ကယ်ပေါ်ကြမှာ။တချို့မိုးပေါက်ကတစ်ပင်ပေါ်ကြမှာ။တချို့မိုးပေါက်ကမြေကြီးပေါ်ကြမှာ။ဟုတ်လား။တန်ပေါင်းများစွာသောမိုးပေါက်ကလေးတွေဒီလိုကြသလိုပဲ။သေတဲ့ပုဂ္ဂိုလ်တွေကလည်းတန်ပေါင်းများစွာရှိတယ်တတ်တော်။ကံရဲ့စွမ်းအားကြောင့်ကြချင်တဲ့နေရာကြလာတာ။ ဲဒီလိုကြလာတဲ့အခါမှာကလလဆိုရအောင်အောင်မြင်မြင်ဖြစ်လာပြီဆိုလို့ရှိရင်ပထမရက်တပတ်မှာကလလဆိုတဲ့ရေးချီဒုတိယရက်တပတ်ရောက်တဲ့အခါကျတော့အမြုပ်ကလေးဖြစ်လာတတိယရက်ပတ်ရောက်တဲ့အခါကျတော့ဒီ ငရုတ်သီးကိုထောင်းပြီးအေးဖြောအဲ့ဒီအေးဖြောပြီးတော့ဒီလိမ်မန်းလေးပေါ်မှာထားပြီးနေဘူးလှမ်းလိုက်တဲ့အခါကျတော့ငရုတ်ကြီးဖက်ကလေးဖြစ်လာတယ်လို့သားထစ်လေးလို့အခဲတဲ့အနှစ်ကလေးဖြစ်လာတဲ့ဟာမျိုးဖြစ်လာတယ်တတ္တရပါကြတယ်အဲ့ဒါကိုမြတ်စွာဘုရားကပထမံကလလဟောတိပထမမှာကလလတဲ့ကလလဟောတိအဘုဒ္ဓကလလကနေပြီးတော့ အမြုပ်အဖြစ်ပြောင်းလာတယ်အမြုပ်ကနေပြီးတော့သာတိအဖြစ်ပြောင်းလာတယ်အဘုဒ္ဒံသာတိပေတိပေတိနိဗ္ဗတတိခနောဆိုပြီးတော့အတုံခဲလေးဖြစ်လာတယ်ဒါလူဘဝမှာဒီလိုစတာအမြဲတမ်းရခဲ့တဲ့လူဘဝတစ်ခုဟာအောင်းအောင်းမြင်းမြင်းမိဘဝန်းကထွက်ဖို့ဆိုတာကိုတော်တော်ခဲနေတယ်နော်အဲ့ဒါလို့ ကဏလို့ဆိုရဲအတုံးခဲလေးဖြစ်လာပြီးတဲ့နောက်မှာအဲ့ဒါယတ္တတ၄ဘက်ဖြစ်သွားတယ်။အဲ့ဒီခဏကနေပြီးဘာဖြစ်လာတော့ဆိုဖူလေး၅ခုထွက်လာ။အဲ့ဒါကိုခဏပတ္တခအဖူလေး၅ခုတဖူကခေါင်းပေါက်မဲ့နေရာ၊ကျန်တဲ့နှစ်ဖူကလက်၊ကျန်တဲ့နှစ်ဖူကခြေထောက်နှစ်ဖက်ပေါ့။အားလုံးဖူလေး၅ခုအရင်ထွက်လာတယ်။ ဲ့ဒီနောက်မှာလူသားဟာတဖြည်းဖြည်းတိုးတက်လာတယ်။ဆိုတော့ကဏ္ဍဆိုတဲ့အခိုက်အတန့်မှာဘာတွေရှိသလဲလို့ကြည့်မယ်ဆိုလို့ရှိရင်ဆိုတော့အတိညာထက်မြက်တဲ့လူသားတစ်ယောက်ရဲ့တရေစိတ်အကောင်းဆုံးတရေစိတ်လို့ပြောရမယ်ဆိုရင်ကုသိုလ်ရဲ့အကျိုးဖြစ်တဲ့ပထမမဟာဝိပဿနာ ဒါအဘိဓမ္မာသင်ပူတဲ့လူတော့အဲ့ဒီလိုပြောရင်နားလည်တယ်ပထမပါဝိဘက်စိတ်သောမနတ္တညာနာတံပယုပထမမဟာဝိဘက်စိတ်အသင်္ခာရိကပထမပါဝိဘက်စိတ်ဆိုလိုတာကအဲ့ဒီတရေစိတ်လေးဟာတဲ့ပျော်ရွှင်မှုဆိုတဲ့ခံစားချက်ကလေးပါတယ်အတိညာဆိုတဲ့ဒီစဉ်းစားညာလေးအခြေခံလေးပါတယ်ချမ်းမြေ့မှုဆိုတဲ့အနေထားလေးပါတယ် အဲ့ဒီစွမ်းရည်၃မျိုးပါတဲ့စိတ်ကလေးဟာစတင်ပြီးတော့ဖြစ်တယ်။အဲ့ဒါကိုပဋိစ္စသမုပ္ပါကြတော့ဗာဟောတော့ဆိုသင်္ခါရပစ္စယဝိညာဏလို့ဟောတာမြတ်စွာဘုရားနော်။အတိတ်ဘဝကကုသိုလ်ကံရဲ့စွမ်းအားကြောင့်သင်္ခါရဆိုတာအတိတ်ဘဝကုသိုလ်ကံအဲ့ဒီကုသိုလ်ကံရဲ့စွမ်းအားကြောင့်မိခင်ရဲ့ဝမ်းထဲမှာခန္ဓာကလလလို့ဆိုတဲ့နေရာမှာဘာလာပေါ်လာနေဆိုရင်ခုနပြောတဲ့ သတိ၃မျိုးစွန့်ရီ၃ခုပါတဲ့စိတ်ကလေးပေါ်လာတယ်တဲ့ဝမ်းသာတဲ့အနေထားရှိတယ်ဝမ်းသာတဲ့ခံစားချက်လေးပါမယ်အသိဉာဏ်ပါမယ်ချက်မြတ်မှုလေးပါမယ်အဲ့ဒီ၃ခုပါတဲ့ပြိတိစိတ်လေးဝင်လာအဲ့ဒီပြိတိစိတ်လေးဝင်လာတာနဲ့တပြိုင်နက်ပြိစရိစိတ်ကလေးနဲ့တွဲဖက်ပြီးတော့ဆ ਾਇ ယာဆ ਾਇ ယာစိတ်ကိုမှီဖြစ်တဲ့ စေတသိက်သဘောတရားတွေတဲ့ပါလာတယ်တဲ့တခါဒါကနံပိုင်းဆိုင်ရာဖြစ်ပေါ်လာဘူးနံပိုင်းဖြစ်လာပြီးတဲ့နောက်မှာအဲ့ဒီသတိစိတ်ကလေးနဲ့ပြန်ပြီးတော့ထုတ်လုပ်လိုက်တဲ့ယုတ်တရားလေးကခဏကကလလရေချီလို့ခေါ်တဲ့ဒီအပေါင်းအစုလေးတွေမှာဘာပါလာတော့ဆိုလို့ရှင်ကာယပတာရလို့ခေါ်တဲ့ခန္ဓာကိုယ်အနေထားကြီးထွားလာဖို့ဖြစ်မဲ့ယုတ်မျိုးစိတ်ပါလာတယ် ရိယဝတ္ထုလို့ဆိုတဲ့ဒီအဓိကလူရဲ့ခန္ဓာကိုယ်မှာရှိတဲ့နှလုံးသားအနေထားမျိုးဟရိယယုတ်ဖြစ်ပေါ်ဖို့ရအနေထားတစ်ခုပါလာတယ်။နောက်ပြီးတော့ယောက်ျားမိန်းမကြားမဖြစ်ဖို့ရအတွက်မျိုးစိတ်လေးတွေပါလာတယ်။အားလုံးပေါင်းလိုက်တဲ့အခါကျယုတ်၃မျိုးကလပ်အပြင်ပြောမယ်ဆိုရင်ကလပ်၃စီးအဲ့ဒီကလပ်၃စီးကိုဘယ်သူကထုတ်လုပ်တာတော့ဆိုအတိတ်ကကံကထုတ်လုပ်တာ။ အဲ့ဒီယုတ်သုံးမျိုးဟာတစ်ခုတည်းနေတာမဟုတ်ဘူးယုတ်တစ်ခုတစ်ခုဟာ10ခု10ခုစီရှိတယ်ဆိုယုတ်ပေါင်း30ရှိတယ်ပေါ့အဲ့ဒီပရိသရေစိတ်ကလေးနဲ့ယုတ်ပေါင်း30ဟာလူရဲ့ဘဝလေးကိုစတင်ပြီးတော့ဖွဲ့စည်းလိုက်တဲ့အနေအထားတစ်ခုဘာနဲ့အလားတရာတူလို့ဆိုလို့ရှိရင်မျိုးစိတ်လေးတစ်ခုကြည့်ပေါ့ဟုတ်ကဲ့လား မျိုးစေ့လေးတစ်ခုကြည့်တရက်စီပဲဖြစ်ဖြစ်ပဲစီပဲဖြစ်ဖြစ်ကြည့်လိုက်ပဲစီထဲမှာခွဲကျင်တော့ဘာမှတွေ့မှာမဟုတ်ဘူးအစီပဲတွေ့မှာပဲဟုတ်ကဲ့သို့တော့အဲ့ဒီထဲမှာတတ္တိလေးတွေရှိတယ်ဘာတတ္တိရှိတော့ဆိုရင်အမြင့်ထွက်နိုင်တဲ့ဟာရှိတယ်အညောင်းထွက်နိုင်တဲ့ဟာရှိတယ်မယုံလို့ရှိရင်မြေကြီးပေါ်ချဆိုင်ကြည့်လိုက်ပေါ့ မြေနဲ့ရေနဲ့အကူအညီရတာနဲ့တပြိုင်နဲ့အမြင့်ကလေးဆင်းလာလိမ့်မယ်အညောင်လေးတက်လာလိမ့်မယ်ဟုတ်တယ်မဟုတ်လားမှန်ပါပါအေးအဲ့ဒါလိုပဲကလလရေကြီးတဲ့မှာခုနသတိစိတ်လေးဟာမျက်စိနဲ့တော့မမြင်ရဘူးအဲ့ဒီပရိသေဆိုဝိညာဉ်စိတ်ကလေးရောက်လာတာနဲ့တပြိုင်နဲ့ခုနကသူ့ရဲ့အခြေခံဖြစ်တဲ့ရုပ်30ကတတိအနေနဲ့ဒီမှာပါလာတာ မျိုးစီတဲ့မှာမျိုးစီတဲ့မှာတတ္တိလေးတွေရှိလာတယ်လို့လူဘဝမျိုးစီလေးမှာလည်းပဲအဲ့ဒါတွေနဲ့ဖွဲ့စည်းထားတယ်တဲ့ကလလယေကြည်ဆိုတာအဲ့ဒါပြောတာမိခင်ဝမ်းနဲ့မှာနော်ပြီးမှရဲ့တုတ်သွေးပေါ်မှာအပီပြုတ်ပြီးတော့ဒီသဘောတရားလေးဒီလာတယ်အဲ့ဒီသဘောတရားလေးကဘာဖြစ်တယ်ဆိုရင်တဖြည်းဖြည်းကြီးထွားလာတတ်တဲ့သဘောရှိတယ်ဒါကြောင့်မို့ကြီးထွားလာတဲ့သဘောကြောင့်မို့လို့ ပထမ9ရက်မှာဆိုလို့ရှိရင်ကလလရေကြီးရေကြီးဆိုတာတခက်အဆက်အပေါက်ကလေးကျန်းကန်ထဲမှာဆိုဘယ်လောက်ထိအောင်ပြောတော့ဆိုရင်အဖျားကလေးတဲ့အဖျားလေးကိုစီတဲ့ကိုနှစ်ပြီးတော့အကျင့်တရားလောက်ခါအကျင့်တရားလောက်ခါလို့အဲ့ဒီအဖျားလေးမှာတီးပြီးတော့ကျန်လက်စီပေါင်းလောင်းလို့အဲ့လိုတောင်ပြောတယ်နော်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်ပဂရီမျက်စိနဲ့မမြင်ရဘူး ဘယ်ကလေးမျက်စိနဲ့မမြင်ရဘူးမိုက်ခရိုစကုပ်နဲ့မှမြင်ရမယ်ဒါမျိုးမိုက်ခရိုစကုပ်ပစ်လို့ပြောတယ်အဲ့ဒီဟာလား မိုက်ခရိုစကုပ်ဆိုတဲ့ဒီအားကြီးတဲ့မှန်မြောင်းကြီးနဲ့ကြီးမှအဲ့ဒါလေးကိုမြင်ရမယ်လို့ပြောတယ်။အဲ့ဒီကနေလူဘဝစလိုက်တာနော်။တဖြည်းဖြည်းကြီးထွားလာလို့အမြုပ်ဖြစ်လာတဲ့အမြုပ်ကနေပြီးတော့သားတဲ့လေးလူဖြစ်လာတဲ့အဲ့ဒီကနေအတုံးခဲလေးဖြစ်လာတဲ့ခက်မငါးပြားပေါက်လာတဲ့ပြီးတဲ့အခါကျတော့လူခန္ဓာကိုပြီးပြီးသားသားလေးပေါ်လာတယ်တဲ့။ပရမရှိပိုင်းကိုတော့ embryology လို့ခေါ်တယ်။ embryo embryo လို့ခေါ်တယ်။ embryology မှာပါတဲ့ embryo တရေသာအဲ့ဒီနောက်ကြတဲ့အခါကျတော့ခုနကပုံတရံလေးပြီးလာတဲ့အခါကျတော့ fetus လို့ခေါ်ဒီလိုလူဘွားဟာဒီလိုခဲခဲရင်ရင်နဲ့နောက်ဆုံးကြတော့6လလွယ်7လဘွား6လ7လတော့မဟုတ်8လပြောက်လာတဲ့အခါကျတော့ လူဘွားကိုရောက်လာချာရတယ်ဘောဟုတ်ကဲ့အဲ့ဒီလူရောက်လာတဲ့လူဘွားဒီဖြစ်စဉ်ကိုကြည်အောင်ပဲမနုဿတ္တဘောင်ကိုတုံလဘောမဖြစ်ဘူးလားဖြစ်တယ်လူတယောက်ဖြစ်ဖို့ရလွယ်တယ်မဟုတ်ဘူးဒီကြားထဲမှာတည်သွားနိုင်သေးတယ်တည်သွားတဲ့ပုံစံတွေအများကြီးရှိတယ်ကလနာယေကြီးအဆင့်သားမှာရင်တည်သွားတဲ့တ attva တွေအများကြီးရှိတယ်ဟော တားတဲ့အဆင့်အမြုပ်အဆင့်ဒီလိုအဆင့်မှလည်းတည်သွားနိုင်သေးတယ်နော်တက်တူတဲ့ပုံကိုယ်တွေကြတော့အဲ့ဒီအဆင့်မှတည်တဲ့တ attva တွေအများကြီးပဲအများကြီးပဲအဲ့တော့ခွေးတို့တွေကလူဖြစ်လာတယ်ဆိုတော့အဆင့်မောများစွာအခက်ခဲများစွာကြော်လွှားပြီးတော့လူဝရောက်လာကြပြီ